မိသားစုတို့ရဲ့ထမင်းဝိုင်းတွေမှာတနေ့ရစားလက်ဟာနေတာညနေဆောင်ဆိုရင်မိသားစုဝင်တယောက်ယောက်အိမ်ပြန်လာတာကို နေ့စဉ်ရက်ဆက်စိတ်ချောက်ချာစွာနဲ့စောင့်မျှော်နေရတာဟာပြည်တွင်းမှာရင်ဆိုင်နေကြရတဲ့ဖြစ်စဉ်တွေပါရန်ကုန်မန္တလေးစတဲ့မြို့ကြီးတွေအပါအဝင်နိုင်ငံတော်မှာနေ့စဉ်ရက်ဆက်လူပြောက်တဲ့တဲ့ရင်တွေဟာခက်စိတ်စိတ်ထွက်ပေါ်နေပါတယ်ဒါဟာစစ်တပ်အာဏာသိမ်းပြီးနောက်တနစ်တက်တနစ်ပိုဆိုးရွာလာနေတာပါ အခုဆိုရင်လူမှုကွန်ရက်စာမျက်နှာတွေကတစင်လူပြောက်ကြော်ညာတင်ပေးပြီးကုညီဆောင်ရွက်နေရသူတွေလည်းရှိလာတာတွေ့ရပါတယ်။သူတို့အဆိုအရရုတ်တရက်ပျောက်သွားသူတွေဟာအလုတ်သွားရင်ပျောက်ဆုံးသွားတဲ့ဖြစ်စဉ်တွေများတယ်လို့သိရပါတယ်။မကွေးတိုင်းတွင်းနေထိုင်တဲ့မိသားစုတွေက အသက်18နှစ်အရွယ်မအောင်ဖုန်းကတော့ရှမ်းကုန်းကိုအလုတ်လုပ်ဖို့တက်သွားရကနေအဆက်အသွယ်မရတာအခုဆိုတပတ်လောက်ရှိပါပြီ။ မိသားစုဝင်တွေကတော့လူမှုကွန်ရက်စာမျက်နှာတွေကတစဉ်လူပြကြော်ညာထဲ့သွင်းရှာနေရင်ကပဲသူ့ရဲ့အသက်56နှစ်အရွယ်မိခင်ကတော့စိုးရိမ်စိတ်တွေကြီးလို့နေပါပြီ။အင်းအထွက်တော်တော့ရန်ကုန်အလုတ်လုတ်ဆိုပြီးတော့လွားတာအရန်ကုန်အလုတ်ရှာရင်နားပြီးတော့ခလေးကပြောက်သွားတာလူသွားလုံးလုံးလူရန်ကုန်သွားတဲ့နေရာတော့အဲ့နာလူလေးတွေပဲရှာခိုင်းလို့မရှိပါသေးဘူး။ ကြာတော့ရှားနေရမို့ကိုတာသမီးကိုတော့တွေ့ကျင်တာမခုတောင်ခုပဲနားရှည်ခုတောင်ချက်ချင်းတော့တွေ့ရချင်တာအန်ဒီတော့ကလည်းတော်တူတောင်သားရေဆိုတော့တွေ့ရင်ကတော့ဘလို့မှကိုပဲပြောမရဘူးဖြစ်နေကိုတာသမီးကိုမျက်စီထဲလည်းမမြုံ သူတောင်းတဲ့တယောက်လည်းဖုန်းလည်းဆက်တွေမရမြင်လည်းမမြင်ရတော့တော်တော်ကိုကိုကဘလို့ပြောရမှာကိုဒီကတော့ဘူးထုံနေပေါ့ကလေးကအကြောင်းလဲအကြောင်းသားရှိပါလေအသက်လည်းမသိသေးပါဘူးတို့တော့တော်လို့တောင်းတာရတော့ဘာမှပြောတတ်ဘူးမသိဘူးကလေးတွေ့ကျင်တာတခုပဲကျန်တာတော့ဘာမှမသိဘူးကလေးကိုတွေ့အောင်ကူးကပ်ပြီးရှားလို့ရတယ်ရှားပေးကြပါလို့ပြီးခဲ့တဲ့နှစ်ဇွန်လမှာထုတ်ပြန်ခဲ့တဲ့ Global Peace Index အစီအစဉ်ခစားအရာမြန်မာနိုင်ငံဟာလုံခြုံရေးအရအနေနဲ့ရှိတဲ့နိုင်ငံတော်နိုင်ငံအဖြစ်သတ်မှတ်ခံထားရပါတယ် နိုင်ငံပေါင်း163နိုင်ငံနဲ့မြန်မာနိုင်ငံကအဆင့်148မှာရှိနေတာပါ။အာရှတိုက်အနေနဲ့ကြည့်မယ်ဆိုရင်လည်းမြန်မာဟာအန္တရာယ်အကြီးဆုံးထိတ်ဆုံး၉နိုင်ငံနဲ့ပါဝင်တယ်လို့ Global Peace Index ကမ္ဘာညင်ကြင်ညွန်ငင်ကဖော်ပြပါတယ်။ဒီညွန်ငင်ဟာစစ်ပွဲပြည်တွင်းစဉ်အကြမ်းဖက်မှု၊မူရစ်ဆေးဝါးမှောက်ခုံမှု၊လူကုန်ကူးမှု၊နိုင်ငံရေးမတည်ငြိမ်မှု၊ပြည်မေဆက်မှုနဲ့တရားလက်လွတ်ဖမ်းဆီးမှုဖြစ်စဉ်တွေကိုအခြေပြုတွက်ချက်ထုတ်ပြန်ထားတာပါ။ ဒီအချက်တွေထဲမှာမြန်မာနိုင်ငံကပြည်ပနိုင်ငံတွေနဲ့ဆစ်ဖြစ်တာကလည်းလို့ကျန်တဲ့အချက်အားလုံးဖြစ်ပေါ်နေပြီးလူကုန်ကူးမှုပြန်ပြီးဆွံ့မှုနဲ့တရားလက်လွတ်ဖမ်းဆီးမှုတွေကတော့လူပြောက်ဖြစ်စဉ်တွေနဲ့ဆက်ဆက်နေတယ်လို့ကြံကျင်သူတွေကတုံ့တက်ကြပါတယ်တောက်ဆုံးသူတွေထဲမှာအသက်နှစ်နှစ်ကလေးငယ်တွေကစပြီးအသက်60အဖို့အဖာအရွယ်တွေထိပါဝင်ပါတယ် အများစုကတော့အသက်18နှစ်ကနေ35နှစ်အတွင်းအရွယ်ရောက်အမျိုးသားတွေဖြစ်တယ်လို့ကုညီပေးနေသူတွေကဆိုကြပါတယ်။ပျောက်ဆုံးသွားသူတွေထဲမှာလူအနည်းငယ်သာပြန်တွေ့လေးရှိကြပါတယ်။အဲ့ဒီလူပျောက်ဆုံးသူတွေကိုမိသားစုနဲ့ပြန်ဆက်သွယ်ရနိုင်ဖို့လူမှုကွန်ရက်ကတစ်ဆင့်လူပျောက်ကြောင်ညာပေးပြီးကုညီပေးနေတဲ့အဖွဲ့တစ်ခုရဲ့တာဝန်ရှိသူတူကတော့ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးအခုလို ဆိုပါတယ်။ကလေးတွေပြောက်တာရမ်းများတယ်ဒီလား။ကလေးတွေပြောက်တာမိန်းကလေးတွေရောယောက်ျားလေးတွေရော။ ဆယ်နှစ်အောင်ဝင်ကျင်နေပျောက်တာအရင်များတဲ့ခုနောက်ပိုင်းမှာမိသားစုကဆုံးပြတာရောဒါမှမဟုတ်တစိမ်းရခေါ်လာပြီးတော့တက်ပြစ်ခဲ့တာတွေရောအဲ့လိုမျိုးတွေရမ်းများတဲ့ခုနောက်ပိုင်းတွေ့လာတာဟိုရက်ကဆိုမိန်းကလေး၃ယောက်မှတယောက်နှုံးတော့တက်ခံရတဲ့ဟာမျိုးတွေတွေ့ရအဲ့ပြန်တွေ့တဲ့ဟာတွေမှာပေါ့နော်လူလက်ပိုင်းနေပြန်တွေ့တာရမ်းနေတယ်ဆယ်ယောက်မှဒီစတိုက်ကဘော်ဒါဆွဲလို့အစားအနာမြောက်သွားတဲ့လူတွေမှာ၁၀ယောက်မှ တယောက်နှုံးလောက်ပဲပြန်လွတ်လာတဲ့အထဲမှာပါတယ်အများစုပြန်တွေ့ကြတော့ဒီနိုင်ငံခြားရောက်သွားရဲ့ဆက်သွယ်ပြတ်သွားတာတွေစစ်တိုက်တဲ့စစ်ဖြစ်နေတဲ့နေမြေတွေမှာအနေနဲ့ပြတ်သွားလို့မိသားစုတွေဝေးဝါးတာတွေကတော့အများဆုံးပြန်တွေ့တာများတယ်တချို့ဆိုရင်ဗျာဟိုအတက်ငယ်ငယ်လေးကတည်းကပဲအမေအဖေကွဲသွားလို့တွေ့ရတူတွေကတော့ပြန်တွေ့ရရခိုင်တော့က80ရခိုင်တော့လောက်ရှိတယ်ဒီ18နှစ်နဲ့15 16ကနေပြီးတော့35လောက်ကြာတယ်မှာပြန်တွေ့ရလူကကို10ယောက်မှ10ယောက်နှုံးလောက်ပဲရှိရဲ့ လူပြမှုဖြစ်စဉ်တွေကိုပြန်ကြည့်မယ်ဆိုရင်ရှုထားနှစ်ခုကနေတွေ့ရတယ်လို့ကြံ့ကျင်သူတွေက ဆိုကြပါတယ်။အဲ့ဒါတွေကတော့စစ်ကောင်စီအတီးပြပြထန်လိုက်တဲ့စစ်မှုထမ်းဥပဒေနဲ့နိုင်ငံတွင်စည်ရဲမွဲတွေ့မှုရဲ့နောက်ဆက်တွဲအကျိုးဆက်တွေပါ။နိုင်ငံတော်အမှာစည်ရဲအရာအရင်နေနေတဲ့စစ်ကောင်စီဟာတိုက်အင်အားလိုအပ်ချက်အရာအရွယ်ရောက်လူငယ်တွေကိုစစ်သားအဖြစ်စုဆောင်းတာအပြင်သူတို့ကိုစန့်ကျင်တဲ့နေဦးတော်လိုင်းရေးအဖွဲ့တွေနဲ့ဆက်ဆက်တဲ့ဆိုတဲ့အကြောင်းပြချက်နဲ့တရားလက်လွတ်ဖမ်းဆီးတာတွေကိုလှုံ့ဆော်ပါတယ်။ ဒါကြောင့်စစ်ကောင်စီထိချုပ်ထားတဲ့မြို့ကြီးတွေမှာနေထိုင်သူအများစုဟာအလုတ်သွားဖို့နဲ့အိမ်ပြင်ထွက်ဖို့ကိုတောင်ကြောက်ရွံ့နေကြရတာပါဒါအပြင်စစ်ရေးနိုင်ငံရေးပဋိပက္ခတွေကြောင့်စက်တဲမှုတွေနဲ့အတူတရားဥပဒေစိုးမိုးမှုနေပါလာတဲ့အခါကိုဆုလူနိုင်တဲ့လူကုန်ကူတာတွေအထိမြို့ကြီးတွေမှာခက်ဆိတ်ဆိတ်ဖြစ်ပေါ်နေပါတယ်။စီးပွားရေးအရအချက်အချာအကြဆုံးဖြစ်တဲ့ရန်ကုန်မြို့မှာတော့အကျက်အတဲတွေကြောင့်စစ်ရဲနှပ်ပမှုကပုံမမြင့်ကျလာနေပါတယ်။ ဒီလိုစင်းရနှပ်ပမှုတွေနဲ့ပုံရင်ဆိုင်လာရတာနဲ့အမျှလူကုန်ကူးခံရတာလူတက်လူရတာမျိုးဖြစ်စဉ်တွေပိုများလာတယ်လို့လူခွင့်ရအဖွဲ့တွေကထောက်ပြကြပါတယ်ဒီလိုဖြစ်စဉ်တွေကြုံတွေ့နေရတာနဲ့ပတ်သက်ပြီးမန္တလေးမြို့နယ်အသက်28နှစ်အရွယ်အမျိုးသားတူကကျွန်တော်အထင်တော့ငလေးမတိုင်ခင်ကထင်နေကြအဲဒီတော့ကျွန်တော်တို့ဒီ van လေးရပဲတယောက်ကောင်းလေးတယောက်ပေါ့နော်သူကဘာလို့ဖိတ်တန်ထိုင်နေလဲဂိမ်းဆော့နေရပေါ့ဂိမ်းဆော့နေနေပါသွားတာဗျအဲ့တခုတော့ အဲ့ဒါတော့တကယ်ကြားလိုက်ရပြအဲနောက်ရတာအိတ်ကောင်လေးကိုအင်အားရွေးတာပဲတွေ့ဘယ်လိုနေဈေးတယ်ဘာညာတော့ကျွန်တော်တမတိခဲ့ရဘူးเนาะနောက်ဆိုရင်တခုခုသွားမှာနည်းနည်းကြောက်တာပေါ့ဆိုင်ကစီးရင်တော့မှကိုကိုကိုဘေးရလူရင်းကြည့်နေရတယ်ကောင်ငါ့ကိုလူမဲ့ကောင်လားလို့အဲ့လိုမျိုးဖြစ်တာပေါ့เนาะဒီကိုနောက်ဝဆိုင်ငယ်ပါလာရင်ဒီဆိုင်ငယ်ကဘာလို့နောက်ကလိုက်လာလဲတဲ့အဲ့လိုမျိုးဖြစ်တယ်တခါဒီကိုရှိရလေးကလည်းကိုအဲ့လိုထင်နေရရှိတယ်ကိုကလည်းကိုလန်းကိုသွားရတဲ့အချိန်မှာရှိကလေးကလည်းကိုကြည့်ပြီးတော့ကိုကပဲသူ့ကိုသွားလူပဲကောင်လာပါနဲ့အဲ့လိုမျိုးဒီလူတွေက ုံစံမှာအဲ့လိုဖြစ်နေကြပါဘောနော်လူတာကြီးကိုးတာကြီးပေါ်တဲ့ခါကျတော့အဲ့တခုတော့ရှိတာပတ်နေပြီးတော့ကျွန်တော်တွေကရှိတယ်ဗျအဲ့ဒါလေကျွန်တော်တို့ကိုယ်နဲ့အခုကောင်းရခင်အဲ့လိုဖြစ်နေတဲ့စိတ်ထဲမှာလေဒီလိုပြောက်ဆုံးမှုတွေမှာအရင်ကဆိုမိသားစုဝင်တွေအနေနဲ့ရဲစခန်းကိုအာကိုပြီးတိုင်ကြတာတွေလုပ်လို့ရှိပါတယ် ဒါပေမဲ့အာနာသိမ့်မိကလေးကစစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ကုညီစုံစမ်းပြီးကျူးလွန်သူတွေကိုအေးအေးယူမဲ့အစားလူပြောက်လာတိုင်းနဲ့ပြည်သူတွေစီကနေငွေကြေးတောက်ခံတာတွေရှိနေတယ်လို့ကိုရိတ်ကြောင်ရသူတွေကဆိုကြပါတယ်ဒါကြောင့်လူပြောက်ဖြစ်စဉ်တွေရဲ့နောက်ဆက်တွဲမှာလုံးဝပြန်မတွေ့တာ ပြန်တွေ့ချိန်မှာရုပ်အလောင်းကိုသာလက်ခံရရှိတဲ့ဖြစ်စဉ်တွေအထိရှိလာပါတယ် ပြီးခဲ့တဲ့မေလ20ရက်ကလည်းဘကိုးတိုင်းမှာရှိတဲ့အသက်14နှစ်အရွယ်ကလေးငယ်တူပြန်ပြီးဆွဲခံရပြီးနောက်၃ရက်အကြာမှရုပ်အလောင်းကိုသာပြန်တွေ့ခဲ့ရပါတယ်။ဒီလိုဖြစ်စဉ်တွေဟာစစ်ကောင်စီထိ ंछ ုတ်ထားတဲ့ရန်ကုန်မန္တလေးဘကိုးမော်လမြိုင်မှုဆက်နဲ့ဖျားပုံတို့လိုဒေသတွေမှာလူပြောက်မှုလူကုန်ကူးမှုဖြစ်စဉ်တွေနဲ့အတူမကြာခဏဆိုးသလိုဖြစ်ပွားနေတာပါ။ ဒါဟာပြည်သူတွေအတွက်တော့လူတိုင်းအသက်ရှင်ခွင့်လွတ်လပ်ခွင့်နဲ့ကိုယ်ရည်လုံခြုံမှုရောက်ခွင့်တို့ကိုပိုင်ဆိုင်ရမယ်ဆိုတဲ့အခြေခံလူ့အခွင့်အရေးကိုဆုံရှုံနေရတာလည်းဖြစ်ပါတယ်။လက်ရှိနိုင်ငံရေးနဲ့စီးရေးပဋိပက္ခတွေကြောင့်လက်သက်မပေါ်ဘဲအသက်ခံနေရတဲ့ဖြစ်စဉ်တွေနဲ့ပြည်သူတွေရဲ့လုံခြုံမှုချိတ်ချောက်ခံနေရတယ်လို့ပြောလာသူကကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ KHR ကပြောရေးဆိုခွင့်ရှိသူကိုဂျေကောပါ ku che ne di pi tu ye long chong ye go di ki de che ne shi re di pi tu di ma ti a phan di si di go ga lu re ba re di di si ga ta mu ta ro le no di di ba ma လူနေရောက်လေးရောက်ပေါ့တော့အမေရန်ဒီလိုမျိုးတပ်ဖြစ်ခံရတဲ့ပုံမှရှိလာပါလားဆိုတော့ဒီဟာကိုဒီလိုမျိုးအခြေအနေမှာဒီအာဘဒူဘေဘေဘေဘလိုမျိုးပေါ့နော်ဒီတာဝန်ယူမှုတောင်ခမှုလုံးဆောင်သွားမယ်ဆိုတော့ဒီအခုလည်းခုချင်းတိမတိရဘူးပေါ့နော်ဘေဖွဲ့စီကလုံးခဲ့တယ်ဘေဖွဲ့စီကတပ်ဖြစ်ခဲ့တယ်ဆိုတော့အတိရဖို့လည်းတို့ကို ခက်ခဲနေတဲ့အခြေအနေရှိပါတယ်ဗျစစ်ကောင်စီဟာဂျီလိုပြန်ပေးဆွဲလူတက်မှုလူကုန်ကူမှုတွေကိုအေးအေးယူရမယ်အစားလူငယ်တွေကိုအကျဉ်းတမှဖမ်းဆီးခေါ်ဆောင်တာတွေကိုသာလှုပ်ဆောင်နေပါတယ်ကြဟာနိုင်ငံသားတယောက်ရဲ့အခြေခံအကျဆုံးသောလုံခြုံမှုကိုစစ်ကောင်စီကကာကွယ်မပေးတဲ့အပြင်ပြည်သူတွေရဲ့အသက်အန္တရာယ်ကိုပါချိန်ဆောင်နေတာဖြစ်တဲ့ဆိုတဲ့ဝေဖန်မှုတွေလည်းရှိနေပါတယ်။ အာနာတီမြေကြီးအတွက်ချိုးပန်းနေရတဲ့စစ်ကောင်စီနဲ့လက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေဟာလည်းပြည်သူတွေရဲ့အလုံခြုံမှုကိုအာမခံပေးရမယ်အစားအင်အားတောင့်တင်းစီဖို့အတင်းအဓမ္မစစ်မှုထမ်းခိုင်းဖို့ပေါ်တာဆွဲတာတွေနဲ့ပါ ပြည်သူတွေကိုကိုရော်စိတ်ပါအလုံခြုံမှုပျောက်ဆုံးလာစေတာပါ တရားဥပဒေစိုးမိုးမှုမရှိတော့တဲ့မြန်မာနိုင်ငံမှာလူတက်မှုလူကုန်ကူမှုလူပြောက်ဖြစ်စဉ်တွေကိုအရေးယူဆောင်ရွက်နိုင်ခြင်းမရှိသေးဘူး။တိုင်းပြည်အခြေအနေပိုဆိုးရလာအောင်မှာ ဖြစ်တယ်လို့တရားလွတ်တော်ရှင်တွေဦးကြည်မြင့်ကထောက်ပြပါတယ်။ဒီပါကြီးကတော့အာဒီကသတိတရင်းရရေးယူတယ်။ဘုရားကကဗတ်တရားရုံးတွေမှာတရားရုံးတွေမှာလည်းဗထာရီနဲ့ပတ်သက်လို့တရားဆွဲထားတဲ့သူတွေအများကြီးပဲနော်။အဲ့လိုရှိပါလား။ဘီဘာကိုခိုးထုတ်တယ်လို့ဘာလို့ကြလူကုန်မှုဥပဒေတွေပေါ့။ ပြည်ရင်းကြတဲ့အခါကျတော့ပြည်ရင်းဥပဒေရှိတယ်လေလူခိုးမှုတို့ပရိယာပါစီချုပ်နှောင်မှုတို့အဲ့လိုဥပဒေနဲ့ရေးပေါ်မှာပေါ့နော်အဲ့လိုပဲရှိပါလို့ပြရတော့နော်အဲ့ border ဆွဲတာတော့ဘာလို့လဲဆင်မလာဥရမှာပြတ်ထားမိတာလေဆင်မလာဥရမှာပုံမှန်လေးမပြတ်ထားမိတာဥပဒေရအာဏိတေရှိတာမရှိတာတော့တခြားပေါ့စစ်မှန်ဥပဒေမှာအဲ့လိုလုပ်တယ်လို့လို့ရှိရင်ဘယ်ပုံမှန်နဲ့ရည်ရွယ်မလို့တခါလဲပြတ်ထားမိတာပဲဥပဒေနေဥပဒေမှာတခါလဲပါမိတာပဲလေ အဲ့ဒါနဲ့အေးကွာမှာဟောပေါ်တာဆွဲတာလို့ပြောတာတော့လေဒုဒုရတယ်ကုဘလိုဖြစ်နေဆိုတော့ထွက်ပြေးပေါ်ကွာထွက်ပြေးမလွတ်လို့ရှိနေပဲပတ်စံပေးပြီးလိုက်ယူပေါ့ဒါမှမဟုတ်ဆက်ကြီးတွေပေးပေါ်ကွာတော့တိုင်းပြည်ကတော့အခုကတော့ပြည့်နေတယ်ဆိုတဲ့သဘောကိုအဲ့လိုအဲ့ဒီအထောက်ထားနေရတိုင်းပြည်ပြည့်နေတယ်နိုင်ငံတွင်းမလုံခြုံတဲ့ရပ်ဝင်းထဲမှာရည်ရွယ်ချက်ရှိရှိလှုပ်ဆောင်သူတွေကြောင့်ပျောက်ဆုံးခဲ့ရသူတွေရှိသလိုကိုယ်တိုင်ပျောက်ဆုံးခံမှုရွေးချယ်ခဲ့ကြရသူတွေလည်းရှိနေပါတယ်။ မတရားတဲ့စစ်ကိုဆင်နွှဲဖို့စစ်ကောင်စီဖြည့်တင်းကျင်တဲ့အင်အားကျွဲအရမစစ်မှုထမ်းရအောင်ပြတ်ထန်းလာတဲ့ဥပဒေကိုတင်ချောင်းရင်ပျောက်ဆုံးခဲ့ရသူတွေအပြင်တရားဥပဒေမဲ့မှုကြောင့်ပျောက်ဆုံးခဲ့ရသူတွေအိပ်ပြန်လာနိုင်မယ့်နေကိုပဲမိသားစုဝင် နိုင်ငံတော်မျှော်လင့်နေကြစေပါ